ခီးသွား60ခန်းတန်းမှာငွေကြေးလိမ်လည်မှုပြုလုပ်ခဲ့တဲ့ Two Boss Travels and Two Company Limited ဟာခီးလှဲ့လည်ရေးလုပ်ငန်းလိုင်စင်ဆိုင်ရာစီကံဖောက်ဖျက်ခဲ့တာကြောင့်မြန်မာနိုင်ငံဟိုတယ်နဲ့ခီးသွားလာရေးဥပဒေပုံမှာ16ကကြီးအရာအဲ့ဒီကုမ္ပဏီရဲ့ခီးလှဲ့လည်ရေးလုပ်ငန်းလိုင်စင်ကိုပယ်ဖျက်လိုက်တယ်လို့သိရပါဗျ။အခုလိုလိုင်စင်ပယ်ဖျက်ခြင်းကို August 10ရက်နေ့ရက်စွဲနဲ့ဟိုတယ်နဲ့ခီးသွားလာရေးဝန်ကြီးဌာနဟိုတယ်နဲ့ခီးသွားလာမှုညွှန်ကြားမှုဦးစီးဌာနကထုတ်ပြန်ခဲ့တာဖြစ်ပါတယ်။ လုပ်ငန်းလိုက်စဲအမတ်ခ2965နဲ့ခရီးသွားလုပ်ငန်းလုပ်ကင်ခွင့်ရရှိထားတဲ့ Tour Bus Travels and Tour Company ဟာခွင့်ပြုချက်မရှိဘဲပြပခီးစင်များကျင်ညာပြီးခရီးသွားလာသူခရီးသည်60ဦးထံကခရီးစဉ်အတွက်တအူးကိုအနည်းဆုံးဒေါ်လာ900မှဒေါ်လာ2000ထိကောက်ခံခဲ့ပြီးဇူလိုင်လတတိယပတ်မှာဆက်သွယ်မရတော့ဘဲထွက်ပြေးတိမ်းရှောင်နေတာဖြစ်ပါတယ်။ အဲ့ဒီကုမ္ပဏီကိုမြန်မာနိုင်ငံခီးသွွားလုပ်ငန်းရှင်များအသင်းကဇူလိုင်လ29ရက်နေ့နောက်ဆုံးထားပြီးဖြစ်စဉ်အပေါ်လာရောက်ဖြေရှင်းမှုအကြောင်းကြားပေးမယ်လေလာရောက်ဖြေရှင်းခြင်းမရှိတာကြောင့်အဲ့ဒီကုမ္ပဏီနဲ့ဒရိုက်တာအဖွဲ့ဝင်အားလုံးကိုအသင်းဝင်အဖြစ်ကလည်းထုတ်ပယ်လိုက်တယ်လို့လေဟိုတယ်နဲ့ခီးသွွားလာရေးဝင်ကြီးဌာနရဲ့ထုတ်ပြန်ချက်တွေအရသိရပါဗျာ ။လက်ရှိမှာတော့အဲ့ဒီကုမ္ပဏီကိုလိမ့်လည်ခံရသူခီးတဲ့အချို့ကတိုက်ကြားမှုများပြုလုပ်ထားပြီးစံကြောင်မျိုးမရဲစခန်းကပ259မြေဆောင်2016 260မြေဆောင်2016ရာဇသက်ကြီးပုံမှန်420ပြည့်အမှုဖွင့်ဆောင်ရွက်နေတယ်လို့လည်းသိရပါဗျ။